လေးလိုက်လောက်လမ်းလျှောက်လိုက်အဲတော့ရမှာဖွက်တရားကြီးဒူးခေါင်းငါးတော်လျှောက်တဲ့အထိလျှောက်ရတာပေါ့နော်လေးလိုက်လောက်လျှောက်ပြီးတော့အဲ့ကမ္ဘာပြန်တဲ့ဆိုတော့လှမ်းမြင်နေရပြီလှမ်းမြင်နေရတဲ့အချိန်မှာအဲတော်မောင်းစစ်သားကြီးကင်းနေတဲ့အချိန်နဲ့တိုးပြီးတော့ဆန်းဆန်းလာတာ အဲလာလာမတိုးတာတွေရောပြီးတော့ဒီဖတ်ချာဘာတစ်ခုမှအဆင်ပြေမနေဘူးလေ။အိုးပြဿနာတအားဆိုလို့ရှိလို့ရှိရင်မုတ်သုံးမျိုးပဲရတော့မုတ်တော့မှလက်တော်ဆိုင်တခုဆို၃00လောက်ပြီးတော့ဆင်နေပြီ။အဲအဲ့လိုမျိုးတွေပေါ့နော်။ကိုရီးယားရဲ့အခြေခံလာတာဆိုလို့ရှိရင်အခြေခံလာတာ၃နေပဲရှိတာ။အဲဒါပေမဲ့ဟိုတယ်ကိုကဟိုတယ်မှာအလုပ်လုပ်တာဖြစ်တဲ့အတွက်တခြား customer တွေရှိရတာပေါ့။အဲ့ဒါကြီးကြောင့်တူတယ်စေတဲ့ဝင်ကြီးဖြစ်သွားတာပေါ့နော်ကိုယ့်ရဲ့အခြေခံလာတာတကယ်တော့၃နေပဲရှိတာ။ တောင်းတရရင်မနိုင်ငံမှာတလာလုံးရက်တင်ဖို့ဆိုတာဟိုမြေစားစိတ်တောင်မရှိဘူးဟောတရက်ခမင်းတနက်စားရင်တော့မှ9600ဝင်ကျင်ဖြစ်နေပြီဆိုလိုရှင်တရက်ကိုစားစိတ်ကြီးပဲတပေါင်းဝယ်တော့ပြီးမှာပြီးမှာတော့တာလေးအဲ့တော့ business salary တုံးလေးဆိုတာဘလို့မှအဆင်ပြေမနေဘူးအဲ့ဒါလည်းအာအလုပ်သိရှာမယ်ဆိုတော့ဒီ TikTok လို Facebook လို့ပေါ့နော်အဲ့မှာကို post တွေတွေ့တယ်ပို့တွေ့တဲ့အချိန်မှာ TikTok ကနေပြီးတော့ဆက်သွယ်လိုက်တာပေါ့ အမဘာလို့လောရတာလဲတိတ်ဆိတ်ဆိတ်ဆိုတာဘာလို့လဲဆိုတော့အဲကွန်ပျူတာတုံးတက်လားအင်္ဂလိပ်လိုရလားကစ္စတမာကို reply ခေပေးရုံပဲဒီလိုဆိုရင်တော့ကိုကကိုအတွက် issue ပဲလေတတောက်တတာနဲ့ customer ရဲ့ဒီမိခွန်းတွေ reply ပြန်ရုံပဲဆိုတော့ဒါတော့ကိုလည်းလုံးချင်တာပေါ့ပြီးတော့တစ်လောက်ကိုမိမကိုတိတ်ဆိတ်ဆိတ်ရမှာဆိုတော့လေဟိုက interview ခေါ်တယ် အင်တာဗျူးခေါ်ရဲဒီဆက်သွယ်ပြောရအောင်အင်တာဗျူးခေါ်ရဲသူတို့ကိုတမင်းစာလက်ပွက်လို့ရှိရင်တမင်းစာ mindset ကိုမျက်လာတစ်ခုလုံးပါတယ်ဟောပေါ့နော်ဒါရီသူတို့ပို့ပေးရတယ်ပို့ပေးပွားသူကကိုယ်သဘောကျတယ်ဆိုလို့ရှိရင်သူကသူရဲ့အလုပ်ခေါင်းဆောင်စီကိုအင်တာဗျူးတင်နေရဲအင်တာဗျူးတင်နေရဲဆိုရင်အလုပ်ခေါင်းဆောင်နေပြီးတော့အင်တာဗျူးရဲအင်တာဗျူးရလည်းအကြိုင်မဟုတ်ဘူး3မိနစ်လောက်ပဲကြာတာသူတို့ဘက်ကကင်မရာ off ထားတယ်ကိုယ့်ရဲ့ကင်မရာကိုဖွင့်ပြဖွင့်လာပြရတယ်အဲပြီးတော့ mindset တန်ပြူရဲပြီးလို့ရှိရင်သူတို့ပြောတဲ့အင်္ဂလိပ်စကားကိုနားလေတာပေါ့နော်အဲလိုအင်္ဂလိပ်ကိုဖြူရဲ ယူသွားတဲ့အချိန်မှာ first ဖြစ်သွားတယ်နိုင်ဝက်ပဲစဉ်းစားကြည့်တဲ့အချိန်ကဟုတ်ပါဘူးအဲ့လိုအောင်ရတယ်အဲ့လိုအောင်ရတဲ့အချိန်မှာကမ္ဘောဒီးယားမှာအလုပ်လုပ်ရမှာအလုပ်လုပ်မဲ့ position က office staff customer complaint ကို handle လုပ်ဖို့ပဲဒီနောက်ပဲသူကပြောပြတယ် အဲဘယ်လိုလုပ်ရမလဲဘယ်လိုကားရမလဲဆိုတာတွေကတော့တို့အဲကမ္ဘောဒီးယားရောက်တော့မှတို့နှစ်လ training ပေးမယ်လို့ပြောတယ်ဒီအလုပ်အကြောင်းပေါ့နော်ဒီဌာနလေးအောင်တို့ကကိုကဘာလုပ်ရမှလဲမြင်လိုက်တဲ့စိတ်ကြောင့်ဖြစ် customer feedback reply ပြန်ပေးရမယ်လို့ပြောတယ်အဲတော့ကိုကလက်ခွက်ကိုအဲ10မိနစ်ကိုအလုံး35ရောင်းလို့ရိုင်းနိုင်ရမယ်အဲအဲအဲ့လိုမျိုးပဲသူကပြောတယ်အင်္ဂလိပ်လိုပေါ့ပေါ့နားလည်ရမယ်ဒါပဲဒါပြောတော့ဘာရေးနားမှတုံ့ပြန်ရလဲဆိုတော့ဆရာကတို့ပြောတာက အခွက်တစ်ခွက်ရှိရဲ့ငါလေးနဲ့အလုံးတူတူလုံးမဲ့လူရှိရဲ့အဲ့တော့သူကဒီရောင်းကနေပြီးတတ်ရှိလိုက်ဖို့နေရတဲ့ပါခိုင်းတယ်နေရတော့နေတက်တက်ပေါ်ပြီးပါတော့သူတို့လည်းအပေါ်လုံးကုန်ကြခံတယ်ဆက်ပြီးတော့ဒါပေမဲ့သူတို့ ဒီသိမ်းကဆောင်းနေမယ်ဆိုတော့ဒီသိမ်းကလည်းဘူးမဆောင်းနေဟိုတယောက်ပဲပဲဟိုတယောက်ပဲဘုရားတော့ကို integration ဝင် number တွေအဲ့လိုမျိုး set number တွေပြီးတော့ဘုရားတော့တယောက်ပဲတောင်းနေရတယ်။တောင်းရရဆိုဆက်စီလေးရောက်တာနဲ့သူတို့လူကဂျုံဆောင်းနေမယ်ပေါ့နော်။ဘာမှဆက်လို့ဘူးနဲ့ဘာမှတင်ရဖြစ်လို့ဆိုတော့တကယ်လည်းရောက်လည်းရောက်ပါဘူး။ဘုရားတော့ကိုဟိုတယောက်ပဲညနေ6နာရီရောက်သွားတာ။အဲရောက်သွားပြီးတော့လက်ကိတ်ချေပါခံထုတ်လည်းထုတ်ပြီးတော့9နာရီတော့နှမောင်းနေပြီ။တက်စီလေးကလည်းအေးနေတာပြောလို့။ဆောင်းနေပြီအဲ့ဒီမှာ အဲ့ဒီလေစိတ်တစ်ခုလောက်မှာလဲကိုနဲ့တော့လူနည်းနည်းအနည်းဆိုပဲရှိရကိုထားမှမရောက်ဘူးရဲ့နိုင်နေရပေါ့နော်သူတက်စိတ်ဆိုရယ်နည်းဆိုးတယ်ဆိုတော့ကွာလေတစ်ချင်းတိရတယ်ဆိုတော့လေကြောက်တာပေါ့နော်သူတော့ကြိုးစောင့်နေလဲဆိုရယ်လူရတယ်တယောက်မှမရှိနေကိုဆက်တက်တဲ့အချိန်မှာလဲလိုင်းပေါ်မှာသူတို့လိုင်းသူတို့လိုင်းပေါ်မှာရှိမှကိုတွေကိုဆက်တက်လုပ်လို့ရတယ်သူတို့လိုင်းပေါ်မှာမရှိဘူးဆိုသူတို့ကိုနဲ့လုပ်လို့ရတယ်နံပါတ်တစ်ခုမှမပေးဘူး အဲ့လိုပုံစံမျိုးဆိုကိုကအဲ့ဒီမှာထိုင်ဆောက်ဆောက်ပြီးတော့အဲ့ဒီသူ line ရမယ့်အချိန်ကိုပဲ line ကိုတက်မဲ့ချိန်မှာထိုင်ဆောက်ရတာပေါ့ဆောက်ပြီးတော့ line ကိုတက်လာတော့ကိုထားပြောလို့ဆိုတော့တဲကူကနာမည်ကိုပြောတယ်ပြောပြီးတော့မှတက်စီစီဝါတက်စီကလည်းပိုင်ပေးလိုက်မပိုင်မပေးနဲ့အဲ့ဒါလေအဲ့ရလူရလေသူတို့အခွဲအစည်းလာပါလို့ပြဿနာပြေးကြမလို့တက်စီတက်တက်စီမှားစီအဲ့ပလဲတက်ကူကလည်းလို့သာပြောလိုက်ပြဿနာဘူးမရှိဘူးအဲ့လိုလား ဆိုတော့တို့ကိုစာရက်ပို့တာပေါ့တဲတူရရောက်နေပြီဘယ်လိုလဲတူတူရှိနေပါတယ်အဲဘယ်ဘယ်ဘယ်တော့ဘာဆက်လောက်အောင်လဲလေးအမြဲခါတော့တို့ကအဲ့လိုစာဖို့တောက်ဖို့အဲဒီပိပိုင်း၅000လောက်လွတ်ပြီးတယ်လဲလဲလဲလွတ်ပြီးပြီးတော့မနက်ခင်ကြလို့ဆိုရှင်ရေလူတယောက်လာခေါ်မယ်အဲ့လူကညီမလေးကိုမေဆိုင်ပို့ပေးမယ်အဲ့လူလည်းလိုက်သွားလိုက်ဒါပဲပြီးတော့တို့ဘာမှအဆက်လည်းမလုပ်တော့တိုင်းပေါ်မှာလည်းမရှိတော့တိုင်းကအဲ့ဒီမှာလည်းကို့အထုပ်ပိုးရတာကို့ကတပ်ပိုးတယ်ပဲဘာမှဝမ်းမလုပ်ဘူး အမြင်မတော်နေလို့ညီမဆိုရင်လက်ကိစ္စလုံးဒီလိုဟာဘတ်တလုံးဒီနောက်တော့ဒီထက်တော်ကြီးတယ်ဟာဘတ်တလုံးလက်ကိစ္စလုံးအဲ့လိုသွားဒါမဲ့ကိုယ်ကပါတဲ့ပစ္စည်းကိုကုတယ်ကြီးရတော့ဘာမှမရှိပါဘူးကိုယ်ကတော့ကိုယ်ကပါတဲ့ပစ္စည်းကိုတော့ကိုယ်ကတော့တဲမနာနေတဲ့ချက်တူတူပဲသူတဲရတယ်ပြီးလို့ရှိရင်အမှအဲပြီးလို့ရှိရင်အဲ့ကထားကိုဖတ်ဖို့ဆိုလို့ရှိရင်လည်းသူကနန်းလျှောက်ပြီးဖတ်ခိုင်းတာအခုဒီမဆောက်လို့ရောပဲလေနန်းမှဆိုလို့ရှိရင်ကားရည်ကြီးကားလည်းပေးမစီဘူးဟုတ်ဆိုသူတို့ရဲ့ budget နေနေလေးတော့အောင်လို့ပေါ့နော်ဒါကြဲသူတို့အမညီမကြားတာကြောင့်သူတို့စီမှာတယောက်ကိုသူတို့ခေါ်ပေးရမယ်ဆိုလို့ရှိရင်အသုံးသေးသူကိုချတာပြီးသားလို့သိရတယ်တက်ချရတရားဘယ်900ရောက်သုံးလို့ရတယ်ဒါပေမဲ့သူက900လုံးအပြည့်မသုံးသေးဘူးကိုယ့်ဘာသာကိုလမ်းလျှောက်အိမ်ထုတ်တင်တဲ့လမ်းလျှောက်သူတို့ရှိရင်သူတို့ပေးရဆိုဖတ်နေရပဲပြည့်ရအဲ့မှာ register လုပ်ဖို့ပေါ့နော်ပြင်ပတ်ရအောင်လို့အဲ့လိုမျိုး အာလုံးခဲ့ရတယ်ပြီးတော့ဟိုဘက်ကရောက်ပြီးမဆိုင်ရဘူးဆိုရင်မဆိုင်နေတော့တဲခုကန်ဖြစ်လို့လဲကားနဲ့မသွားရပါဘူးခုကတော့ကိုလူကိုသွဲလမ်းချောက်ပြီးတော့သွားရတာမေဆိုင်ရောက်တော့သူကတဲခုကန်တော့ကိုပို့ပြီးတဲခုကန်လည်းရောက်လဲရောက်ကိုထက်အရင်ရောက်နေတယ်မြန်မာလေးတွေလည်းရှိတယ်အဲမြန်မာလေးရောမဟုတ်လေးရောပေါ့ ခလေးတွေညောင်းနေရယ်တူတယ်ဆိုအမအမလည်းဆိုတူတယ်၅ရောက်ဖြစ်သွားတာပေါ့၅ရောက်ဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူကရောက်ပြီဆိုတာနဲ့အခန်းတခန်းထားပြီးအခန်းကလည်းတကောင်းလုံးကိုတက်ဖို့ရတော့မဟုတ်ဘူးလုံးဝမိုတယ်ပုံစံမျိုးအဲမိုတယ်ပုံစံမျိုးတတဲရက်တောင်မရှိဘူးအဲ့လိုနေရာမှာထားတာဟိုတကောင်းကန်းတက်မှမထားတာမဟုတ်ဘူးအဲ့လေကိုရရောက်လာတယ်အခန်းတစ်ခန်းထားပြီးတယ်မိန်းကလေး၃ယောက်ကတစ်ခန်းရောက်တော့လေးယောက်ကတစ်ခန်းအဲ့လိုပုံစံမျိုးထားတာထားပြီးတော့ဘာလုပ်လဲဆိုတော့အဲ့ဒီ ဆိုင်ဖို့ပဲသူကပြန်သွားတယ်ဘာမှလည်းမပြောဘူးငါဘာဆက်လုပ်ရမလဲဒီနေ့ဘယ်လိုလာကြုံမယ်ဘာသာဘာမှမပြောဘူးမပြောတဲ့ခါကျောင်းကိုယ်ကကိုယ်အဲ့အေဂျင့်ကိုဆက်တယ်လားဆက်တဲ့အချိန်မှာအေဂျင့်တွေကလည်းကိုယ်ဆက်တယ်လားအမြဲ reply ပြန်နေရမျိုးမဟုတ်ဘူးသူတို့ကိုယ်လုံးလုံးဆက်ခြင်းတဲ့တစ်ခုကိုရှိမှလားသူကလမ်းပြောဆက်တယ်ရဲ့ပုံစံမျိုးဆိုတော့ကိုယ်ပါလာကိုရအဆင်ပြေအောင်နေအဲ့လိုပုံစံမျိုးနေရတယ်နေရပြီးတော့ဒါမဲ့တို့တွေကတစ္ဆာ9000တစ်နှစ်5000တော့ပြီးတယ်ဟိုအဆင်ပြေလို့စား အဲ့လိုမျိုးမနက်နေ့နဲ့ညအဲ့တော့3 3လက်တာအစဉ်ပြုစာ35လောက်ဆိုတော့ဖက်350ရရရောဖက်350ရရတစ်ခေါက်စားလို့ရှိရင်ဖက်50လောက်ကုန်တယ်အဲ့လိုမျိုးပေါ့နော်ကိုယ်ဒီမှာတခြားလိုအပ်တဲ့ဟာတွေရှိရဆိုရင်ဘာမှမပြောနဲ့ဘယ်သူမှမမလုပ်ပြီးရောအဲ့လိုပုံစံမျိုးအဲ့ရောအဲ့ဒီမေဆိုင်ကတယောက်ချင်းတဲခုကမှကတညာနဲ့တရက်နေရတယ်တရက်တဲ့နေရပြီးတော့နောက်နေ့7နှစ်မှာ6ခေါက်ခွာတယ်အဲ့ဒီနေ့မှာ ညီမလေးတို့ကိုဒီနေ့လာခေါ်မှာကာသမလာခေါ်မှာခံတော့တက်ရမယ်ဆိုပြီးတော့အေးချင်တာပြောတယ်ပြောတယ်ဆိုပေမဲ့အဲ့ဒီမှာဆက်တနိုင်ပို့တော့ချက်ောက်ထားတဲ့ချိန်ကြီးဘယ်သူမှမရောက်တာမရောက်တာအဲ့မှာကိုယ်ကအဲ့အထုပ်အပိုးတွေနဲ့အဲ့ဒါလူငါရောက်လုံးတော့အထုပ်အပိုးတွေနဲ့လမ်းပေးမှာနေဘူးကျဲတဲ့မှာဒီတိုင်းနဲ့နေ့၄နိုင်၅နိုင်လောက်ပြီစောင့်နေရတယ်မတက်ရရရထားရင်ထားဆိုင်နေရလေအထုပ်ပိုးနဲ့ဆိုဈေးလုံးထိုင်ရအောင်မဲဆိုင်ရဆိုင်နေရလေအဲ့လိုမျိုးဆိုတော့ကိုယ်ကမှ ပစ္စည်းအားလည်းမရှိဘူးအဲ့ဒီမှာသူကဘန်ကောက်တောင်းမယ်နောက်ခုံးမယ်ဆိုတော့စားစိတ်9000မပေးတော့မပေးတော့တဲ့ခါကျတော့အရင်ရက်စကြံတဲ့အဲ့လိုဘတ်30 40နဲ့ကိုရပင်ဆိုင်ကလည်းသက်ခိုင်မရဘူးညားတဲ့ခါကျအာလန်ပြီးပါပဲနေဦးသေးတယ်မှာပဲအထုပ်တွေနဲ့ထိုင်ဆောင်ထိုင်ဆောင်လို့သူတို့ဆက်တယ်ထောထားရေးထွက်အဲ့လိုမျိုးပေါ့နော်ဂျုံနေရတာပေါ့နေဦးသေးတယ်မှာ ဆောင်းတယ်ဆောင်းတဲ့အခါကျတော့နောက်ဆုံးဆက်တယ်လာတယ်အဲစားသမားရောက်လာတယ်စားသမားရောက်လာပြီးတော့သူကလူတွေကိုလူတွေရောအထုတ်ပြောတစ်ခါတည့်သွားတာမျိုးမဟုတ်ဘူးအထုတ်ကိုတက်တက်တည့်သွားတယ်လူတွေကသူတို့ရဲ့နေရာကိုနောက်မှလိုက်တယ်အဲနဲ့အထုတ်တည့်သွားပြီးတော့နောက်15မိနစ်လောက်လဲကြာလဲကြာအောင်အဲ့ဒီမဲဆိုင်ကောင်းဝင်းရှိရဲ့တုတ်တုတ်စီလာရဲ့တယောက်ကိုဖမ်းဆက်နေပြရမယ်ဆိုတော့သူကအဲ့လိုပြောတယ်ပြောတဲ့အခါကျတော့ကိုယ်လည်းလူ သွားလိုက်တယ်သွားလိုက်တော့ကောင်းဝင်ရောက်သွားကောင်းဝင်ရောက်တော့အဲ့ဒီမှာဘာကောင်းထောက်နေတာထင်တာမထွက်ရအောင်မထွက်ရဘဲနဲ့အဲ့ကောင်းဝင်ထဲမှာရှိတဲ့မြမထမင်းဆိုင်ဒီဇိုင်းရှိတယ်။အဲ့ထမင်းဆိုင်မှာသူကနှမ်းရအိတ်ခိုင်းတယ်။နှမ်းရမကောင်းသေးဘူး။နှမ်းကလည်းလို့အဖမ်းရှိညာနေတယ်။အဲ့နှမ်းရောက်ချင်းမှသွားမယ်လို့ပြောတယ်။ကျော်တော့အဲ့မှာနှမ်းရအိတ်ခဲ့ရတယ်ပေါ့နော်။နှမ်းရအိတ်ပြီးတော့ဘန်ကောက်ကိုရောက်သွားအောင်။သူကညာချင်းနိုင်တော့မှလာခေါ်တယ်။လာခေါ်ပြီးတော့လည်း တကယ်တော့နှစ်ညအိပ်ပြီးတော့အိပ်နေရနေနောက်တစ်ညအောင်တညထက်ရွှေ့တည်းချက်ချင်းဘန်ကောက်ကိုတက်တာမဟုတ်ဘူးဘန်ကောက်ကိုမတက်ပဲနဲ့အဲ့မှာတညထက်အိပ်တညထက်အိပ်ပြီးတော့အဲ့ဒီမှာဘယ်သူမှပြဿနာမပြေတော့ဘူးသူကအဲ့ကားသမားကထမင်းကျွေးရဲအေဂျင့်နေရာလည်းဘာပြဿနာမပြေတော့ဘူးထမင်းထမင်းသုံးတတ်ပဲကျွေးရထမင်းရင်းသုံးတတ်ပဲကျွေးရတခြားဘာမှမရအောင်အဲ့လိုပဲเนาะပြဿနာလည်းမရှိဘူးကိုလည်းအဲ့လိုအကျဉ်းချုပ်ဖို့ပဲလို့နေရတာ နေရပြီးတော့ခံကောင်းရအောင်ခံကောင်းမှလည်းအဲ့လိုမျိုးပဲအဲ့ဒီ solid side construction ကြီးထဲမှာကိုယ်ယူထားခဲ့တယ်ထမင်းသုံးနဲ့ကျွေးရယ်ပြဿနာပြီးတော့အပြင်ကနေတောက်ဆောက်ရတယ်အဲ့လိုထားတယ်ထားပြီးတော့ခံကောင်းကနေပြီးတော့ည၈နာရီလောက်မှာကားတစီထားကျွေးတယ်ထားကျွေးပြီးတော့အဲ့ဒီနေဆက်နာရှိသူကပို့ပြီးရယ်တောဆက်နာရှိလေတောဆက်နာဆိုအဲ့ဒီတန်းနဲ့တော့ရတာပေါ့နော် ုင်းနဲ့တွေ့ရဲ့တွေ့ပြီးတော့သူကခဏနေခိုင်းတယ်နေခိုင်းတော့ကာမစီလာကြိုတယ်ကာမစီနဲ့အာကိုကိုခေါ်သွားတယ်အဲဒီလိုကြီးလက်ပါတော့ဗောနော်ဒီလမ်းကြလက်ပါခေါ်သွားပြီးတော့အဲ့ဒီဂန်ကောက်မှာပဲလာတော့မသိဘူးကိုလည်းတိတ်တော့နားမလည်တဲ့နေရာတော့လေဂန်ကောက်လာချင်းမိုင်လာပြင်ညာလည်းမသိဘူးသူရဲ့စကောင်းခေါ်သွားတယ်ခေါ်လဲခေါ်သွားတော့အဲ့ကကိုလိုမုတ်ကြီးရဲ့သူတို့စစ်တပ်ထင်မှရှိရဲ့ ဟိုအဲ့ဒီညဘယ်နှလောက်ရှိနေလဲဆိုတော့မနေ့3နိုင်4နိုင်ဝင်ကျင်ပေါ့နော်အဲ့လောက်မှာကိုတို့ register လုပ်တယ် fingerprint နေရှူတယ်ဓာတ်ပုံနေရိုက်တယ်အသက်တင်နာမည်ဒါတွေကို register တောင်းတယ်တောင်းပြီးတော့ကိုတို့နေရာထိုင်ရင်းကောင်းပေးတယ်သိပေါ့ဖြစ်နေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစစ်သားတွေကအဲ့လိုစောင့်ကြပ်ပြီးတော့ဖိုက်ဖို့ပြီးတယ် အဲပြီးတော့ဒါမှမဟုတ်နှစ်ယောက်နဲ့တော့ခွဲထားတယ်ပေါ့နော်လမ်းပြရဲပြီးတော့ကားသမားတယောက်ပဲနှစ်ယောက်အဲသူတို့ထိုင်းလူမျိုးပဲအဲ့လူမျိုးကြောင့်သူကခွဲတာကိုယ်နဲ့သူတို့မထားအောင်ကိုတို့အချုပ်ဖန်လည်းလည်းမထည့်ဘူးတော့သူတို့မီတင်လုပ်တဲ့အခါမှာထည့်တာပေါ့နော်ပြီးတော့အဲ့ထိုင်းစစ်သားတယောက်ဆိုရင်ကိုယ်နဲ့ friend တော့ဖြစ်သွားတယ် Facebook မှာအာသူကကောင်းကောင်းကိုပဲအကုန်လုံးကိုမုတ်တိကျွေးရဲရီတိုက်တယ်ထမင်းတွေလည်းကျွေးရဲအဲ့လိုပုံစံမျိုးကိုကောင်းကောင်းထားတာပါထိုင်းစစ်သားတွေကအာအဲ့နဲ့စစ်သားတွေကနေပြီးတော့ အရင်ဆုံးတနက်ပြစ်လိုက်တယ်ပေါ့နော်မိုးပေါ်ထောင်းတနက်ပြစ်ပြစ်လိုက်တယ်ပြစ်လိုက်တဲ့အချိန်မှာအဲ့ဒီညီးပြအဲလမ်းပြပေါ့လမ်းပြကနေပြီးတော့ထိုင်းလုံးအဲထိုင်းဆက်သားကိုပြန်ထိုးတာပြန်ထိုးတာသူကသူ့မှာဒီကျင်ဆက်တွေပါတယ်ကျင်ဆက်တွေပါတယ်ပြီးတော့တန်လုံးအဝေးပြစ်တန်လုံးပုံစံမျိုးတွေပါတယ် အဲ့လည်းတော့ပြန်လို့တာလုံးတဲ့ချိန်မှာထိုင်ရတာကြခိုးကျိတ်ပြီးတော့တို့ဝမ်းရမှောက်ဝမ်းရမှောက်ပဲချက်ချင်းလက်ထိထွက်လိုက်တယ်ထွက်လိုက်ပြီးတော့အဲ့ဒီမှာထိုင်ဘူရမတည်ဘူးဘူရနေပြီးတော့နင်တို့ကမကြောက်နဲ့နင်တို့ကတော့ဘာမှမလုပ်ဘူးနင်တို့အခုစိတ်ဖြစ်သွားပြီဒီလိုကနင့်ကိုကမောရမှာရောင်းဆောင်မှာအဲသူကအဲ့လိုပြောတယ်အဲ့လောက်ပဲသူကလည်းအင်္ဂလိပ်လိုအရင်ရောမကြွနိုင်ဘူးသူအင်္ဂလိပ်လိုပြောတာကိုလိုအဲတော်လန်နာပြည်လည်းရောက်လည်းရောက်တော့လူတွေကုန်စင်းလူတွေကုန်စင်းအထုပ်ပြုံလုံးဝပြေးမတည်ဘူး အဲဆိုလည်းမြောင်ကောက်ကိုပန်ဆိုင်မှုလေးပါတဲ့အထုံလေးတော့ပေါင်တဲခဲ့တဲခဲ့ပြီးတော့မှတုံးလမ်းမှာလမ်းပြတယောက်ရှိတယ်အဲလမ်းပြကသူကတုံးလမ်းကိုတောင်းတယ်ဖုန်းလည်းပြောဖုန်းလေးကိုတိမ်သွားတယ်ပြီးတော့စကားလည်းပြေးမပြောဘူးအမှလေးလိုက်ရောလမ်းလျှောက်လာအဲတော်ရမှာဖွက်တရားကြီးဒူးကောင်းနာတော်လျှောက်တဲ့အထိလျှောက်ရတာပေါ့နော်လေးလိုက်လောက်လျှောက်ပြီးတော့အဲ့ကမ္ဘာရံနေတဲ့ကောင်ဆန်းမြင်နေရပြီဆန်းမြင်နေရတဲ့အချိန်မှာအဲ့တော်မောင်စစ်သားကြီးခင်းနေတဲ့အချိန်နဲ့တိုးပြီးတော့ဆန်းဆန်းလာ ာ10ရောက်ဖမ်းမိတာလည်း10ရောက်စစ်သားတွေကနေပြီးတော့သူတို့ကဘာဖြစ်လို့ register လုပ်တာလဲဆိုတော့သူတို့ကဒီစစ်သားလက်ထက်ပြန်နေပြီးတော့ရဲလက်ကိုအပ်တယ်ရဲလက်ကိုအပ်တဲ့အချိန်မှာစစ်သားတွေကဒီလူတွေကိုဘာမှအနာတရားဖြစ်အောင်မလုပ်ထားပါဘူးတခြားတွေကမထိပါဘူးဆိုတော့မှတ်တမ်းပေါ့နော်ကိုရီမှာဘာအနာတရားမရှိဘူးလည်းမှတ်တမ်းတော့သူယူတယ်ယူပြီးတော့ရဲလက်ရဲလက်ကိုအပ်တယ် ရဲလောက်အပ်ပြီးသွားရင်မှရဲရရလဲအဲ့လိုပဲဒီအချုပ်တနေရနေတနေရပြောင်းနေဆိုလို့ရှိရင်သူတို့ကမြန်မာပြည်ကရောင်းသားခံရတဲ့လူတွေကိုဘာမှမျက်နှာထိခိုက်အောင်မလုပ်ပါဘူးဆိုတော့မှတ်တာအငြင်းနဲ့ယူတယ်ယူပြီးတော့မှသူကအဲတောင်းအောင်ပို့တာပေါ့နော်တောင်းအောင်ပို့တဲ့အချိန်မှာလဲတောင်းအောင်ရောက်တော့မှဒုက္ခရောက်တာတောင်းအောင်မှာကသူကပါလာရဲ့ဖြစ်စီအကုန်လုံးတိမ့်မလိုက်တယ် ကိုယ်မှာအဝိထဲကိုတော့ခုပဲကိုယ်လိုပေးနေတာပေါ့နော်ပေးနေပြီးတော့အထက်မှာကျိုးရဲ့ထမင်းထင်းရတယ်လောကအဆင်ပြေမနေဘူးပြီးတော့လောကကိုသူဆန်ရှာတာပါလေကမမစားရင်လည်းထမင်းဟိုကျွေးရယ်ပြီးလို့ရှိရင်ထမင်းဟင်းတွေကရောင်းစားရတယ်အဲ့လိုပုံစံမျိုးပေါ့နော်တော့မှမှာဒါတော့တော့မှရောမှရောက်ပါရောက်ပါအချိန်မှာကိုယ်တွေကအေဂျင့်တို့ဆက်တယ်အေဂျင့်တွေကတရားမဆက်တယ်လို့မရတော့လောကအဆက်တော်မလို့တော့ အဲ့လိုပုံစံမျိုးစာရေးပုတ်ထားရဲ့ဆင်းဖြစ်တာဆင်းဖြစ်တာကိုယ်မသိရတော့ဖုန်းနဲ့တင်တာခါကြောက်လေဒါပေမဲ့အဲ့တောင်းမရုံးမှလည်းမြန်မာပြည်အများကြီးရှိရဲအာတို့တွေကကိုယ်မှာပတ်သက်တကြားမပါဘူးအင်ဝဆက်တယ်တော့မှလာထုတ်ပေးမယ်ပတ်သက်တောင်းရရမယ်ဆိုတာသိလို့အဲ့ကိုယ်တို့တရားကိုဗတ်နေရပြီးပေးရဖုန်းပြောလို့ဆိုတော့သူတို့ပေးရပတ်သက်နေအာအင်ဝဆက်တယ်လို့ရအဲ့ဆက်တယ်ပြီးတော့ကိုယ်တွေကိုဒီမဲဆောက်ကိုပြန်ပို့တယ်ပေါ့နော်မဲဆောက်ကိုပြန်ပို့တဲ့အချိန်မှာလည်းကိုလိုဖမ်းတဲ့အချုပ်ပါနေမဟုတ်ဘူး လို high level ပုံစံမျိုးနဲ့လူရောက်40ဒစီလုံးကလူရောက်40တက်တော့တက်တာနဲ့ထမင်းဟင်းနဲ့ကျွေးပြီးတော့လိုက်ဖို့လားသူတွေကမဲဆောက်ထီဖို့ပေါ့နော်မဲဆောက်ကနေပြီးတော့မှဒီ method deliver လာမသိဘူးအဲ့ဒီဘက်ကိုဇာတုံရတာပေါ့ဇာတုံတဲ့အချိန်မှာလည်းအဲ့ဟိုဖုန်းဖုန်းပဲအကုန်လုံးကဒါမဲ့ဒီဘက်ရောက်တော့ဘတ်တောင်ပြီးပြရတယ်တယောက်ကိုတက်တာမရှိဘူးဆိုလို့ရှိရင်ဖုန်းဆက်လှမ်းတောင်းအဲ့လိုမျိုးတောင်းပြီးတော့ပြရတာပေါ့နော် ဲ့အချိန်မှာအဲ့ထိုင်အဲ့တောင်တောင်ရင်မြို့ကိုရောက်တာဗောနော်တောင်ရင်မြို့တော့ဂလုနဲ့ကူလာဂလုနဲ့ကူလာတော့အဲ့ကားတစ်စီးကအစင်းနဲ့ဒါစောင့်နေပြီတာကားတစ်စီးကအစင်းနဲ့တော့ကိုလည်းမသိဘူးလေကိုလည်းကိုနေနေတဲ့နေရာလိုက်ပို့မယ်ပဲထင်တာဗောအကုန်လုံးဒီပေါ်တက်ဒီပေါ်တက်ဆိုတော့တောက်သွားတက်လည်းတက်သွားပြီးတော့ဒီနေရာမဟုတ်ဘူးသူတို့အုပ်ခွေတစ်ခုရဲ့နေရာကိုသူတို့ပို့လိုက်တာဗောနော်ခုလာတဲ့ချိန်မှာအကုန်လုံးအယောက်40လုံးအယောက်ကိုအယောက်40ရေမဟုတ်ဘူးဒီမဲဆောက်ကပြန်လာတဲ့လူရောတူတယ်ဆိုအယောက်60လောက်ရှိမယ်အဲ့ဒီမှာကြာကြာလေးရတော့ပုံများတာပေါ့နော် အဲ့နဲ့သူတွေကအဲ့အဲ့အဲ့ဒီအခန်းကြီးတစ်ခုတွေကိုထည့်တာအဲထည့်တာတော့ဖုန်းတွေကိုလည်းပြောင်းမပေးသေးဘူးမပေးမဲနဲ့သူတို့ဘယ်မှာဘူးဘာပြောလဲဆိုတော့သူတို့ဘူကြီးဆိုရယ်လာရောက်လာရောက်လာပြီးတော့အဲဒီမှာအလုံးလုံးရှင်လာဘာဖြစ်လို့နိုင်ငံသားကိုတွားကြတာလဲနိုင်ငံသားကနင်းတို့ကိုပြဿနာဘယ်လောက်ပြီးမှလဲဒါမျိုးပြီးတော့မေးတယ်မေးပြီးတော့သူ့စီမှာတင်နန်းသားဖြစ်ဝင်မယ်ဆိုလို့ရှိရင်တယောက်ကိုဘတ်နဲ့တောင်းစီပေးမယ်လို့လည်းပြောတယ် ုံးပြရခြင်းမှာအဲ့ဒီမှာအဲ့ဟိုညီမတို့အဲ့ယုံကြီးတို့ခုလည်းကိုထည့်တာပေါ့နော်ထည့်ရတဲ့အချိန်မှာသူတို့ရဲ့ PGF လို့ထင်တာပဲပေါ့အဲ့အဲ့လူအဲ့ဘိုးကြီးလို့လည်းထင်တယ်သူတို့ကခေါင်းဆောင်ပုံစံမျိုးပဲအဲ့လူရရောက်လာတယ်ရောက်လာပြီးတော့ညီမတို့ဘာလို့သွားကြနေတာလဲအဲလို့သွားဆိုဘယ်တော့ရမှာလဲ အဲဘာလို့ဒီလုံးသွားရလဲသူကအဲ့လိုမေးတယ်မေးပြီးတော့သူကသူတို့စခန်းမှာလည်းလူတွေတို့တယ်နေချင်းနေကအတင်းကျတော့မဟုတ်ပါဘူးအဲသူကပစ္စံဘလောက်ပေးမယ်တင်းနေဆိုလို့ရှိရင်လည်းကာလောက်ဘလောက်အဲ့လိုထမ်းရမယ်အဲသူစင်မတိုက်ချင်လို့ဆိုလို့ရှိရင်အဲတင်းနေအပြော့သားပေးမယ်လက်နဲ့၃00အောင်တင်ပေးမယ်ဒါစားအနေနဲ့ဖက်နှစ်တောင်းပေးမယ်ထောက်ပို့လုပ်ရမယ်အဲ့လိုမျိုးတွေသူကအဲ့လိုရှင်းပြရဲခေါ်ရဲပေါ့နော်ဒါပေမဲ့ဝင်သွားတဲ့လူတော့မရှိဘူးဟုတ်အဲ ဗီဂျီရဲ့အဖွဲလားဘာလားညီမမသိဘူးသူတို့ကတော့အဲ့လိုယူနီဖောင်းတွေတော့ဖွင့်ထားကြတာပဲအကုန်လုံးလက်လက်ကင်နေပြီပဲအဲ့သူတို့ကပြောတာကအင်းဒီဂျပန်လောက်ရှင်းလဲဆိုလို့ရှိရင်လေသူတို့ကလုံးလို့ရတယ်ဆိုတဲ့အကြောင်းပြီးတော့ညီမတို့ကိုပြန်ပို့တဲ့နှမ်းပါလေသူကအကုန်လုံးပြသွားတာပေါ့နော်ဒါဆိုရင်သူတို့ယုံဘယ်ဟာဘယ်သူအပိုင်အဲ့လိုမျိုးသူတို့ကရှင်းပြတယ်ရှင်းပြပြီးတော့ဒီမှာအလုံးလုံးမယ်ဆိုလို့ရှိရင်သူတို့အကန့်နဲ့ဝင်မယ်ဆိုလို့ရှိရင်နှိမ့်ဆက်တာလေလက်ဆောင်မပေးတာဒါမျိုးတွေမကြုံရဘူး အဲလာကလည်းကိုကောင်းမယ်လိုချင်တဲ့နေရာကိုလည်းထည့်ပေးလို့ရတယ်အဲ့လိုလုပ်ချင်လားမလုပ်ချင်ဘူးဆိုလို့ရှိရင်တို့တက်ထဲမှာဆိုလို့ရှိရင်လည်းအဲစစ်မတိုက်ချင်ဘူးဆိုလို့ရှိရင်အဲလက်နက်ကင်ရုံလက်နက်ကင်တက်ရုံတင်ပေးပြီးတော့ခဏောက်ဖက်နှစ်တောင်းပေးပါဘောနော်ဒါကအခြေခံလာတာပဲရှိသေးတယ်အဲ့လိုပုံစံမျိုးပြောတာပေါ့အဲ့လိုပြောတော့လည်းဘယ်သူမှမဝင်ကြရအောင်ပထမတော့ပြောသေးတယ် ။ဒါကြတဲ့ဖြစ်ပြီးတော့မင်းတို့ကကိုယ်နိုင်ငံတည်းဟိုစစ်ပြတ်မတိုက်ခင်ဘူးလား။ဘာကြအဲ့လိုမျိုးပြောပြောခေါ်သေးရဲ့။ဟောအကုန်လုံးကလည်းမိသားစုနဲ့အရင်ကြံတွေ့ခြင်းပါတယ်။နောက်မှကျွန်တော်တို့ပြန်လာခြင်းလည်းပြန်လာပြီပေါ့နော်။အဲ့လိုမျိုးရောအကုန်လုံးကကြည့်ကောင်းတော့ဖြေကြတာပေါ့ကိုရဲတည်ရမလား။နှိမ့်ဆက်မှလည်းကြောက်ကြတာ哦။အဲ့လိုမျိုးပေါ့။အကုန်လုံးကတော့ပြန်ရတယ်။ဟုတ်။